ကတော်လည်းတပ်ဖွဲ့တွေရဲ့လက်ခုပ်ထဲကရေဖြစ်ပြီးဆိုမှဒီစကားမျိုးထွက်လာလားဆိုပြီးတော့လေကျွန်တော်ကအာတွေးမိတာပေါ့လေမင်္ဂလာပါအာဒီနေ့သတင်းထူးခြားတဲ့ဟာလေးကတော့ဗာလဲဆိုတော့ ဒါတမခွန်ခွန်တမမှုပေါ့နော်အဖန်စီခံရတယ်တွလိုင်းတက်ဖွဲ့တွေရဲ့ဖန်စီချင်းခံရတယ်စစ်တုံပန်းဗိုလ်မှုချုပ်အောင်တအူးပေါ့နော်အဲသူနဲ့သူ့တုံပန်းနေရတဲ့နောင်တရပါပြီပေါ့နော်အဲစစ်ကောင်စီရဲ့ခုနလိုလူမဆန်တဲ့လုပ်ရက်တွေကိုသူတို့လုပ်ခဲ့ရတဲ့ဟာတွေကိုနောင်တရပါပြီဆိုပြီးတော့ဒါပြောတယ်ဆိုတဲ့ဟာကိုဒါကာကွယ်ဝင်ကြီးကျောင်းဦးရင်မူကပြောပြတယ်ပေါ့နော်ပြောပြအဲဒီကောင်နေနောင်တရပါပြီဆိုပြီးတော့ပြောတဲ့ဟာကဘာကိုလဲဆိုပြီးတော့ကျွန်တော်စဉ်းစားမိရပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးလက်လက်ချအញ្ញံခံလိုက်ရတယ်သူတို့ဘာမှမတက်နိုင်တော့လို့ ဖန်ခံလဲရပြီဆိုမှပြောတဲ့စကားတွေလားဆိုပြီးတော့လေဒါကျွန်တော်စဉ်းစားမိတယ်။ဘာလို့လဲဆိုတော့၄နှစ်တောင်ကြာခဲ့ပြီလေနော်၄နှစ်တောင်ကြာခဲ့ပြီပြည်သူတွေကိုရဲဆက်ဆက်လုံနေတဲ့ဟာတွေပုံကျဲတိုက်ခိုက်နေတဲ့ဟာတွေပြီးတော့အများကြီးပဲပေါ့နော်ပြီးတော့ဒါစစ်မှုမထမ်းကျင်လို့ရှောင်ပြေးရတဲ့ဒါလူငယ်တွေအများကြီးရှိတယ်ပြီးရင်ရှောင်ပြေးလို့မရလို့အာလုံးဝမရှောင်တိန်နိုင်တဲ့သူတွေကိုကြတော့လေအိမ်ပေါ်ထိပါတက်ပြီးတော့ဒါဆွဲလာရန်လာနဲ့အတင်းအဲ့ဒါမှစစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေကလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့ကြတော့ နေရာဒေသအနှံ့မှာပေါ့နော်စစ်ကောင်စီရဲ့အာနိုင်တဲ့စီနေပြုခံမှုကြောင့်မလို့တည်ဆုံသွားတဲ့ပြည်သူတွေကလေးတငယ်တွေအများကြီးရှိတယ်။ဘုံကျဲခံရတဲ့စစ်ဆောင်စခန်းတွေတောင်ရှိတယ်။တာရီဖိုင်းနဲ့ပြစ်ခံရတဲ့စာတင်ကျောင်းတွေရှိတယ်ပေါ့နော်။အဲဒီလိုမျိုးအနေထားမှာအဲသူတို့ကအချိန်၄နှစ်ကြာသည်အထိမင်းအောင်မင်းအောင်လှရဲ့အခိုင်းစေတဲ့အမိန့်တွေကိုလိုက်နာပြီးတော့ဒါပြည်သူကိုရဲဆက်ဆက်လောက်ခဲ့တာပေါ့နော်။အပြင်တော်လိုင်းတက်ဖွဲ့တွေကိုတိုက်ခဲ့တယ်။အဲ့တော့သူတို့တွေအဲ့လိုမျိုး မတိုက်နိုင်တော့ဒါမြို့ကနေပြီးတော့ဒါဂျပန်လိုင်းကိုသွားတယ်အဲသွားပြီးတော့အဲ့ရနေမှာတဆင်ထွက်ပြေးကြထွက်ပြေးနေတဲ့ကသာနာမှာတော်လိုင်းတပ်ဖွဲ့တွေကလက်ရဖမ်းဆီးနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုပဲဒါရရရရဗာပြောကြတယ်ဆိုတော့တပ်ဖွဲ့တွေစီကပြန်တိရတဲ့စကားပေါ့လေနော်အဲတပ်ဖွဲ့တွေကပေါ့နော်တာလုံးအင်အားနဲ့တိုက်တယ်တိုက်တယ်ဆိုပြီးတော့ပြောတာ哦အဲဒါသူတို့ဘက်ကဝါလာဖြန့်တာ哦ဖြန့်တော့ကြတော့သူကမေးကြည့်ရတဲ့ဒါတပ်ဖွဲ့တွေမေးကြည့်အောင်ဟာဟိုသူတို့စီကိုဘလောက်နဲ့လာတိုက်တာလဲဆိုတော့အဲတပွင့်ကို10ရောက်15ရောက်13ရောက်ဒါမျိုးပုံစံမျိုးနဲ့တိုက်တာဆိုတော့ သူ့အောက်မှာရှိရဲ့ 2IC ကိုဆဲတာပါ။ပြီးတော့မင်းပြောတော့ကြတော့ရောက်90ဆိုအခုကြမှာတော့လာတိုက်တာ10ရောက်ချွန်နဲ့လာတိုက်တာ။အဲ့လိုမျိုးပုံစံမျိုးပေါ့နော်။ဒါ तू ကဖမ်းခံရတဲ့ချိန်မှာကိုပဲ तू ကအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတဲ့ဒါစစ်ကောင်းဆောင်တယောက်ပေါ့ဗျာ။အဲ့တော့အဲ့စစ်ကောင်းဆောင်ကအခုအဲ့စကားမျိုးပြောတယ်သူတို့ရဲ့တုံ့ပန်းနေရတယ်အဲ့စကားမျိုးပြောတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းတော့စဉ်းစားရတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လုံးဝကျွန်တော်တို့လက်ခုပ်ထဲကတော်လိုင်းတက်ဖွဲ့တွေရဲ့လက်ခုပ်ထဲကရေဖြစ်ပြီးဆိုမှဒီစကားမျိုးထွက်တာလားဆိုပြီးတော့လေကျွန်တော်က အာတွေးမိတာပေါ့လေနောက်တစ်ခုကဒါတစ်ဖက်ကပြန်စင်းသားမယ်ဆိုရင်လေသူတို့တွေတကယ်ကိုအမြင်မှန်ရသလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နောက်ထပ်ပြည်စင်တစ်ခုမှပြောထားကြရလဲသူတို့လိန်နေဟာပေါ့ဗျာအဓိကလည်းဒါ 2NC ရပေါ့နော်အဲကျွန်တော်တို့တွေဒါကြီးနဲ့ပတ်သက်လို့ဘာမှမသိရပါဘူးတဲ့ဒါဖလန်းတိုက်ပွဲမှာမိတယ် 2NC ရအဲ့လိုပြောတာအဲ့လိုပြော 2NC အဆင့်ဒါဒုတက်ရင်မှုအဆင့်ဆိုတဲ့သူတယောက်ကအဲ့လိုမျိုးမသိဘူးပြောတာကြီးကတော့လွန်တာပေါ့ဗျာလွန်တာပေါ့ဒါလိန်တာပေါ့နော် ဒါပေမဲ့အဲဥစ္စာတွေကိုကျွန်တော်တို့တပ်ဖွဲ့တွေကအယုံမလွယ်ဖို့လဲလိုတယ်ပေါ့နော်ပြီးတော့တို့တကယ်အမြင်မှန်ရပါစေလို့လဲဒါကျွန်တော်တို့ကဆူတောင်းနေဘာလို့ဆိုတော့တပ်ဖွဲ့တွေကတကယ်လူသားဆန်တာကိုအဲပြောရရင်ဗျာအဲတချို့တပ်ဖွဲ့တွေဆိုရင်ဘာပြောလဲဆိုတော့ကျွန်တော်တို့အဲ့လိုကြီးမိသွားပြီဆိုတော့ကြာရောလေတဲ့အာဟိုရဲဆက်ဆက်လှုပ်ဖို့အတွက်ကြတော့အရင်စဉ်းစားရတယ်ကျွန်တော်တို့ကတို့လူမှမဟုတ်တာတဲ့ကျွန်တော်ကရဲဆက်ကြမ်းကြုတ်တဲ့ကောင်တွေမဟုတ်ဘူးလေတဲ့ပြီးတော့တို့မှလည်းမိသားစုတွေရှိတာဘို့တဲ့သူတို့ကိုကျွန်တော်ကဟိုပါဘောနော်အားမလို့အားများဖြစ်တာပေါ့မင်းတို့ဒီအဆင့်ထိရောက်အောင်ဘာဖြစ်လို့ကောင်းမှကြတာလဲဆိုတဲ့အတွေ့ပေါ့ အဲအဲ့လိုမျိုးစိတ်ကတော့ဖြစ်တာပေါ့အဲတကယ်ဟိုဟာလောက်ရမယ်ဆိုတော့ကြာတော့တွေးမိတဲ့အတွေ့ကိုသူတို့ပြောပြကြတာဟိုအဲကျွန်တော်တက်ဖွဲ့တွေကအရန်လူသားဆန်တော့ဟိုအဲကြာဒီကောင်တွေကဒီဥစ္စာကိုအခွင့်ကောင်းယူမှာလဲကျွန်တော်ကစိုးတယ်ပေါ့နော်အဲနောက်တစ်ခုကဒါပြန်မလွတ်ပေးစေချင်ဘူးဆိုတာလဲကျွန်တော်အတွေ့ထဲမှာဖြစ်မိတယ်အဲမလွတ်ပေးစေချင်ဘူးဆိုတဲ့ဟာအခုဆိုရင်ဒါဖြစ်လာပြီရပါခတိုင်မှုအဖြစ်ပေါ့နော်အဲဘုံမှုချုပ်အေမင်းဦးကိုခတ်အပ်တယ်တဲ့အဲအေမင်းဦးကဒါလောက်ကိုင်းမှာ ဒါ MND ကတိုက်တဲ့အချိန်မှာသူကဒီဘုံမှုချုပ်9ရောက်မှတ်မိတယ်ထင်ပါတယ်။အဲဒီလက်နှချအညံခံတာပေါ့နော်။ဖမ်းခံရတဲ့ဟာရှိတယ်။လက်နှချအညံခံတာရှိတယ်။အဲကြအဲ့ထဲမှာလက်နှချအညံခံတဲ့ထဲမှာဒီအိမေဦးကပါတယ်ပေါ့နော်။အဲ့အိမေဦးကိုအခုရမခတိုင်းမှုဖြစ်ပြန်ခန့်တယ်ပေါ့နော်။အဲပြောရရင်တော့အရင်တိုက်ခိုက်ခံလဲရတယ်ပေါ့နော်။တိမ်ပိုက်ခံလဲရတယ်။ဒါလာရှိုးပေါ့နော်။ရမကတိုင်းမှုအဖြစ်အခုပြန်ခန့်တယ်ဒီလိုကောင်မျိုးပြန်ခန့်ရှေ့မှာလည်းအဲ့လိုမျိုးပြန်ခန့်တဲ့ဟာတွေရှိတာပဲကျွန်တော်တို့ရှေ့မှာပြောခဲ့ဘူးတယ်ဒါမျိုးမင်းထွေးပေါ့နော် မုံမှုကျုံမျိုးဝင်ထွေးဆိုရင်နမခတိုင်းမှုအဖြစ်ပြန်ခန့်တယ်အခုမုံရွာမှာဘာတွေလုပ်နေလဲမုံရွာမှာဒါပြည်သူကာကွယ်တပ်ဖွဲ့တွေကိုတိုက်ဖို့အတွက်ကိုခန့်စစ်ပြင်တာမျိုးတွေလုပ်တယ်စုဖွဲ့ပြင်ဆင်တာတွေလုပ်တယ်ဇကိုင်းဘက်ကိုပို့မဲ့စစ်ကူစစ်ကြောင်းတွေကိုလက်ခံပြီးတော့ဖြန့်နေတာတွေလုပ်တယ်ပြီးတော့အနီးနားပတ်ဝန်းကျင်ကကျေးရွာဒေသတွေကိုလိုက်ပြီးတော့ဘုံကျဲဖို့ပါရာမိုတာတွေနဲ့လိုက်ပြီးတော့ခိုင်းစေတာမျိုးတွေလုပ်တယ်ပြီးတော့အဲ့လိုမျိုးဟာတွေကိုဒါလုံလို့ရအောင်ဆိုပြီးတော့စစ်ကူစစ်ကြောင်းတွေလာလို့ရအောင်အဲ့လမ်းကြောင်းတွေမှာလမ်းလုံခြုံရေးယူပေးတာမျိုးတွေလုပ်တယ်ပေါ့နော် ပြီးတော့ဒါမုံရမျိုးဒါမျိုးပေါ်နေရာတွေမှာဆိုရင်နှစ်ထပ်ဘန်ကာမျိုးတွေကွန်ကရစ်ဘန်ကာမျိုးတွေကွန်ကရစ်တွေဒါတွေနဲ့အစလှုပ်ပြီးတော့ပြင်ဆင်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်လာတဲ့အခါအသင့်ဖြစ်နေအောင်ဆိုတဲ့ပုံစံမျိုးတွေသူတို့လုပ်နေကြဒါဖမ်းခံရတဲ့စစ်တုံးပန်းတိုင်းဘူးအဲ့တော့ကျတော့ဒီကောက်ကိုပြန်ပြီးတော့ခန့်ပြီးတော့ဒီလိုမျိုးတွေလှုပ်ခိုင်းနေတယ်ဘာထူးလဲကျွန်တော်တို့တပ်ဖွဲ့တွေကအစအနေပြန်တိုင်းရမယ့်ပုံစံဖြစ်နေနောက်တစ်ယောက်ကတော့ဒါဘုံမှုချုပ်တန့်တင်ဆိုးပေါ့နော်သူကတော့ဒါဟိုပုံးအကြောင်းကအကြောင်းကြီးနေနဲ့ပြန်ပြီးတော့ခန့်ခံရရတယ် အခုဆိုရင်လည်းအခုဘာလုပ်နေလဲအဲသူတို့စီမှာရှိတဲ့တင်နန်းသားတွေပေါ့နော်အခုဆိုရင်အဲ့တင်နန်းမှာသူကအဲဒီတင်နန်းလာတက်ဖို့အတွက်ကိုပေါ့နော်အဲတင်နန်းလာတက်ဖို့အတွက်ကိုခေါ်တဲ့နေရာတွေမှာသူကအဲရေးဖြေရေးဖြေတွေဘာတွေညာတွေသူကအစင်းစင်ဖြေရတာကိုအဲတိုင်းအစင်ဘာအစင်အဲ့လိုမျိုးအခရိုင်အစင်အဲ့လိုမျိုးအစင်းစင်ဖြေရတယ်ဒါပေမဲ့သူကနေပြီးတော့အစင်အထိတစ်ခါတည်းအောင်ပေးလိုက်တယ်အခုဆိုရင်အတိုင်းတွေဘာတွေကိုကြော်သွားတယ်ဘာဖြစ်လို့သူတို့မှလိုအပ်ချက်တွေများလဲအဲ့ကြတော့သူက ဒီသူ့တင်တန်းသားမြ мян ဖြစ်ဖို့အရေးကိုသူကအစ်စ်နေကြော်ပြီးတော့ဒါလက်ခံတာတွေရှိလာပြီပြီးတော့ကျတော့တင်တန်းအောင်မပြီးသေးပဲနဲ့မြ мян တင်တန်းဆင်းပေးပြီးတော့ဗောနော်ရှင်းတဲ့နေရာတွေပို့ပြီးတော့တိုက်ပွဲဝင်ခိုင်းတာတွေရှိလာပြီအဲဒီလိုမျိုးកောင်မျိုးတွေကိုပြန်လှုပ်ပေးလိုက်တဲ့အခါမှာတော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးမဲ့အလုပ်တွေကိုပဲပြန်ပြီးတော့လိုက်နာလှုပ်ဆောင်နေတာတွေတွေ့ရတယ်မင်းအောင်လိုင်းပြောတဲ့စကားကိုပဲပြန်ပြီးနားထောင်ပြီးတော့လုပ်နေတာတွေရှိလာတယ် ငါ့ကိုဖမ်းခဲ့လို့အဲငါ့ကိုတော်လိုင်းတပ်ဖွဲ့တွေကအသက်ရှင်တန်ခွင့်ပေးလို့ငါရှင်သန်နေရပါလားအဲ့တော့ငါဒီလုပ်တွေကိုမလုပ်တော့ဘူးဆိုတဲ့အတွေ့အမြင်တို့မှမရှိကြဘူးအဲ့တော့အခုဆိုလဲဒါရမခတိုင်းမူအနေနဲ့ပြန်ပြီးတော့ဒါဒီအေးမင်းဦးကိုပြန်ခန့်လာပြီပေါ့နော်ပြန်ခန့်လာပြီဆိုတော့တို့မှာကအချက်လည်းမရှိကြဘူးဒီရမခဆိုတဲ့ဟာကတို့ပြန်တိုက်လို့ရတဲ့နေရာလည်းမဟုတ်ဘူး ပြီးတော့အခုဆိုရင်သိရတာယာမခါကဒါလာရှုမှာမထားတော့ဘဲနဲ့တန်ရမ်းမှာထားမယ်ဆိုပြီးတော့လည်းတရင်နေထွက်နေတယ်ပေါ့နော်အဲ့တော့တန်ရမ်းမှာသူကယာမခါဆိုတဲ့တိုင်းမှုအနေနဲ့သူကဆက်ပြီးတော့နေအောင်ပါနေပြီးတဲ့ခါကျရင်ခုနလိုတော်လိုင်းရင်တက်ဖွဲ့တွေကိုဒုက္ခပေးမယ်နီလန်းမျိုးတွေသူတို့လှုပ်လိုက်မယ်။ကုန်စီစီးဆင်းမှုအတွက်ကိုဒါသူတို့တွေလမ်းကြောင်းတွေပြန်ပြီးတော့ဖောက်လိုက်မယ်။ပြီးတော့ဒါဒေသခံတွေကိုပြန်ပြီးတော့ဒုက္ခပေးတာတွေ၊ဂိတ်ကောက်တာတွေ၊ပတ်စံကောက်တာတွေ၊ပတ်စံတောင်းစားတာတွေဒါမျိုးတွေသူတို့လှုပ်လိုက်မယ်။အဲပြီးတော့သူတို့ရဲ့အကြီးအကဲတွေ အဲသူတို့ကိုယ်တိုင်အပါပေါ့နော်ကိုကြိုးရှာဖို့လုပ်ငန်းတွေသူတို့လုပ်လိမ့်မယ်တရားမဝင်လုပ်ငန်းကိစ္စမျိုးတွေသူတို့လုပ်လိမ့်မယ်အဲ့တော့ဘာထူးလဲဒီကောင်းတွေကိုပြန်လွတ်လိုက်ခြင်းအဖြစ်ပေါ့နော်တော်လည်းရေးထိခိုက်နေတာအောင်လုပ်မယ်အဲသူတို့ကိုကြိုးရှာတဲ့လုပ်ငန်းတွေကိုစဉ်ဆက်မပြတ်ပြန်လုပ်မယ်အဲပြီးတော့ဒါပြည်သူလူထုကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့အလုပ်တွေကိုစဉ်ဆက်မပြတ်ပြန်လုပ်မယ်အဲ့တော့အဲ့လိုမျိုးတွေပဲဖြစ်လာနေတာပေါ့နော်အဲသူတို့မှအတိတရားရတယ်ဆိုတဲ့ဟာကရှိရောရှိရဲ့လားလို့တော့မှပြန်ပြီးတော့တွေးမိတာပေါ့ဘာဖြစ်လို့လဲဆိုတော့အခုဒါခုံခုံတက်မှမဟုတ်အောင်သက်ဦးက တို့နောင်တရပါပြီဆိုတော့ပြောတဲ့ဇကားနဲ့ဆက်လင်းပြီးတော့ကျွန်တော်တို့ကတွေးမိတဲ့အတွေးပေါ့လေနော်အဲ့တော့ဒီကောင်းနေတကယ်အမြင်မှန်ရပါစေလို့ပဲကျွန်တော်တို့ကတော့ဆူတောင်းတယ်ဒါပေမဲ့ဟိုဟာလို့ပဲပေါ့နော်ကြီးစီကြီးလို့ပဲပေါ့နော်မထင်းဆိုပြီးတော့ထွက်လာတာပါဒါပြည်သူတွေလည်းသိမှာပါဒါကျွန်တော်ကကျွန်တော်အမြင်ကိုပြောပြတာဖြစ်ပါတယ်ဘသူဘသူရဲ့ဒါပြောကမှမပါဘူးပေါ့နော်အဲနောက်တစ်ခုကဒါဒါအင်းတော်မျိုးသိန်းနဲ့ပတ်သက်လို့ပေါ့နော်ဒါပြင်ဆင်စုဖွဲ့ရတဲ့အင်းတော်မျိုးသိန်းကဒါခုနလကျော်၈လနီးပါးထိကြာတယ်ဆိုပြီးတော့အားလုံးသိကြတယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ပြန်ပြီးတော့ ဒါစုဖွဲ့ရတာတွေပြင်ဆင်ရတာတွေစီမံချက်ရေးဆွဲတာတွေအပေါင်းဆက်ညှိနှိုင်းရတာတွေနဲ့ထည့်အတွက်မှာဆိုရင်တစ်နှစ်တင်းတင်းကြာတယ်ဆိုပြီးတော့သိရအဲအဲ့ဒီလိုမျိုးတစ်နှစ်တင်းတင်းကြာပါတယ်ဆိုတဲ့အခါအပေါ်မှာအဲဇော်လံပြည်သူတွေတွေးတာဘာလဲဆိုတော့ပြောကြတာဘာလဲဆိုတော့တခုရှိတယ်သူကအော်ဒီမျိုးတခုအသိနိုင်ဖို့တော်တော်မှာတစ်နှစ်တိတိကြာအောင်လုပ်ရတယ်ဆိုရင်နောက်ထပ်နေရာတွေနောက်ထပ်မျိုးတွေနောက်ထပ်ဒေသတွေနေမြေတွေဒီထက်ကျယ်ပြန့်တဲ့နေရာမျိုးတွေတင်ပတ်ဖို့အတွက်ကိုငါတို့ကဘယ်လောက်ထိစောင့်ရမှာလဲဆိုတော့အတွေးနဲ့စိတ်တကြကြတဲ့လူတွေလည်းရှိကြတယ် အဲ့ရနဲ့ပတ်သက်လို့လာမေးရရလဲရှိတာပေါ့နော်အဲ့တော့ဒါပုံမှန်အချက်လက်အနေနဲ့တွက်ကြည့်မယ်ဆိုရင်တော့ဟုတ်တာပေါ့အင်းတော်လိုမျိုးတစ်ခုကိုတိမ်းဖို့အတွက်ကိုကျွန်တော်တပ်ဖွဲ့တွေကတနည်းအချိန်ယူရတယ်အဲ့တော့အဲ့ထက်ကြီးတဲ့မြို့တွေအဲ့ထက်အရေးကြီးတဲ့နေရာတွေအဲ့ထက်စစ်ကောင်စီစုဖွဲ့မှုကောင်းတဲ့နေရာမျိုးတွေကိုတိုက်မယ်ဆိုရင်ကျွန်တော်ကဘယ်နှစ်တောင်မှကြာမလဲဆိုပြီးတော့ဒါတွေးထင်သွားတည်နေတာပေါ့လေနော်ဒါပေမဲ့တစ်ဖက်ကပြန်ပြီးတော့စဉ်းစားကြည့်အောင်ကျွန်တော်တပ်ဖွဲ့တွေကအဲ့လိုမျိုးအင်းတော်မျိုးတိမ်းတိုက်ပွဲလိုမျိုးတိုက်ရဖို့အတွက်ကိုရှေ့မှာကျွန်တော်တပ်ဖွဲ့တွေကဘာတွေအဲအောင်မြင်မှုတွေရှိခဲ့လဲပေါ့နော်ဂျိုးတပ်ဖွဲ့တွေဆိုရင် ဒီတိုက်ပွဲကြမှာအောင်မြင်မှုရတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်အချို့တိုက်ပွဲတွေကြတော့ဒီအောင်မြင်မှုရဖို့အတွက်ကိုရှေ့မှာတကယ်ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေကိုဒါမဟာမိတ်တပ်ဖွဲ့တွေအဲတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုက်ယူခဲ့တဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်။အားကြအဲ့အဖွဲ့တွေကအခုဆိုရင်တို့ရဲ့ဒါအင်းတော်မျိုးသိန်းပုံစံမျိုးကိုတို့ဒါကြုံပြီးသွားပြီ။အဲနောက်ထပ်တို့တိုက်ရမယ်ဆိုတဲ့နေရာမျိုးတွေမှာတို့မှအတွေ့အကြုံတွေအများကြီးရှိသွားပြီ။ ဒီမျိုးတစ်ခုကိုတိုက်ပြီးသွားတဲ့ခါမှာနောက်တစ်မျိုးကိုတိမ်းဖို့အတွက်သူတို့အဲ့လောက်ကြီးတော့မခက်ခဲတော့ဘူးလို့ဒါကျွန်တော်ယူဆတယ်။နောက်တစ်ခုကအဲ့လိုပေါ့နော်။အဲစစ်ကောင်စီရဲ့ဖြစ်တင်းပေးမှုတွေပေါ့နော်။လက်နက်ခဲယမ်းနေနေနဲ့ပဲကြည့်ကြည့်ပေါ့နော်။အဲသူတို့တွေဖြစ်တင်းလိုက်တဲ့ဟာတွေကအများကြီးပဲ။အာမြို့သိမ်းတိုက်ပွဲတွေမှာရလိုက်ပြီးဟေးဆိုရင်အများကြီးပဲလက်နက်ကြီးတွေကမှအစပေါ့နော်။အဲတပ်ဖွဲ့တွေကပြောကြတယ်။အရင်တော့ကျွန်တော်တို့မှာတဲ့လက်နက်ကြီးဆိုတာမရှိဘူးပေါ့နော်။လက်နက်ကြီးဆိုတာမရှိဘူး။ဒါစစ်ကောင်စီဘက်ကနေတင်းစီရမိတဲ့ခါကျတော့ကျွန်တော်ဝမ်းသာတယ်။ဒီလက်နက်ကြီးတွေကဘယ်လောက်ထိထိရောက်လဲဆိုတာတပ်ဖွဲ့တွေကသိတယ်။ ါပေမဲ့အဲ့လက်နဲ့ကြီးတွေကိုသူတို့ဝယ်ဝယ်ဖို့အတွက်ကမဖြစ်နိုင်ဘူးကိုယ်တိုင်ထုတ်နိုင်ဖို့အတွက်ကလည်းဒီဆက်ယုံထုတ်တဲ့ပုံစံမျိုးတွေနဲ့အနေထားဒါမတူနိုင်ဘူးပေါ့နော်ဒါပေမဲ့ဒါစစ်ကောင်စီဘက်ကနေပြီးတော့ခုနလိုတင်းစီရမိလိုက်တဲ့ဟာတွေကသူတို့ကိုပြန်ပြီးတော့ဒါပြန်တိုက်နိုင်ဖို့အတွက်ကိုတကယ့်အထောက်အကူကောင်းဖြစ်စေတယ်ပေါ့နော်ဘာလို့လဲဆိုတော့လက်လုံတွေနဲ့တောင်မှတပ်ဖွဲ့တွေကဒါတော်တော်ကြီးကိုကြီးမားတဲ့အောင်မြင်မှုတွေယူနိုင်တာဗျာအဲ့တော့သူတို့လိုမျိုးစက်ယုံထုတ်တွေဒါ300ဘီဟေးဆိုတဲ့ခါကျရင်အများကြီးအထောက်အကူဖြစ်တယ်အများကြီးမြန်ဆန်သွားမယ်အများကြီးလွယ်ကူသွားမယ်ပေါ့နော် အဲဒါမျိုးတွေလည်းကျွန်တော်ပြန်ပြီးတော့ထည့်တွက်မယ်ဆိုရင်ကျွန်တော်တို့တပ်ဖွဲ့တွေကနောက်ဟာတွေနောက်ဟာတွေကြရင်အဲ့လောက်မကြဘူးလို့ဒါကျွန်တော်ယူဆတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါချိတ်ဆက်နိုင်တဲ့အပိုင်းနေအဲစုဖွဲ့ပြီးတော့လုံဆောင်နိုင်တဲ့အပိုင်းနေပေါ့နော်အဲ့အပိုင်းနေမှာပို့ပို့ပြီးတော့အားကောင်းလာတယ်အရင်တုန်းကကျွန်တော်တို့တပ်ဖွဲ့တွေကတနေရာနဲ့တနေရာမတူကြဘူးကိုမတူကြဘူးဆိုတဲ့အခါမှာဒီတပ်ဖွဲ့တွေလုံနေတဲ့ဟာတွေ အဲဒီဘက်ကတပ်ဖွဲ့တွေကတိနိုင်ကြမှာတိနိုင်မယ်အဲသူတို့ရဲ့အခြေအနေတွေသူတို့သိကြမှာသိမယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးစုပေါင်းပြီးတိုက်ပွဲဝင်လိုက်ရပြီဆိုတဲ့အချိန်မှာအဲဒီတပ်ဖွဲ့တွေနှစ်ဖွဲ့ကြားထဲမှာပေါ့နော်အဲနားလည်မှုတွေရှိလာတယ်အဲတယောက်တပ်ဖွဲ့မပြည့်စုံတဲ့ဟာတွေကိုတပ်ဖွဲ့ကလိုက်ပြီးတော့ဖြည့်ဆည်းပေးတာတွေရှိလာတယ်စစ်ကူစစ်အင်အားမှာအဆပေါ့နော်လက်နက်ခဲယံအစုံအကြံဉာဏ်တွေအပါပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးတွေမှာပို့ပို့ပြီးတော့စီးလုံးလာတယ်ပို့ပို့ပြီးတော့နားလည်လာတယ်အပေးယူမျှလာတဲ့ဟာတွေကအများကြီးရှိတယ်ပြီးတော့သွေးသားရင်းတွေလို့ဖြစ်လာတယ် အဲပြောရရင်တော့တိုက်ပွဲတစ်ခုထဲမှာအတူတူပါဝင်တိုက်ရပါပြီဆိုကနေကအဲ့ဒီစစ်သားတွေကအချင်းချင်းမှာယင်းနှီးချစ်ခင်မှုတွေအများကြီးဖြစ်သွားစေတယ်။ဘာလို့လဲဆိုတော့အသက်တွေပါပေးပြီးတော့ဒါအတူတူတိုက်ပွဲဝင်ရတာဟုတ်။အဲ့ဒါကျဒီထက်ပိုပြီးချစ်စရာကောင်းတဲ့အစုဖွဲ့မရှိတော့ဘူး။အဲ့တော့ဒီတပ်ဖွဲ့တွေကနေရာဒေသမတူဘူး။အဲ့ဒါကျသူ့နေရာကိုသွားတိုက်မယ်ဟေးဆိုရင်သူ့တပ်ဖွဲ့တွေတွေမဟုတ်တော့ဘူး။အဲခုနကလို့အတူတူတိုက်ခဲ့တဲ့တပ်ဖွဲ့တွေကစပါဝင်ပြီးတော့ကူညီတဲ့နေသားတွေဖြစ်လာတော့။အဲအဲဥစ္စာကလည်းတကယ်ကိုအားရစရာကောင်းတယ်။နောက်တစ်ခုကဆိုးမိုးနယ်မြေတွေပူပူပြီးတော့များလာတယ်ပေါ့နော်။ စစ်ကောင်စီထိန်းချုပ်နိုင်တဲ့နေရာတွေကညော့လာပြီးတော့ရော့တော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမှုနိုင်တဲ့နေရာတွေကပိုပိုပြီးများလာတယ်။အဲ့တော့နောက်ပိုင်းနေမှာအဲကျွန်တော်တို့မျှော်လင့်လို့ရတဲ့အနေအထားတွေကတခုအခြေအနေထက်ပိုပိုပြီးတော့မြန်လာစေတယ်ဆိုတာတော့သိကြတယ်ပေါ့နော်။အဲလက်နက်ခင်းအနေနဲ့ကြည့်မလား၊စုဖွဲ့မှုနဲ့ကြည့်မလား၊အတွေ့အကြုံပိုင်းနဲ့ကြည့်မလား။တွေ့ကြုံဆိုလည်းအများကြီးဖြစ်လာပြီ။အဲပြီးတော့ကျရင်းနှီးချစ်ခင်မှုတွေနဲ့၊ကူညီမှုတွေ၊ပေါင်းစပ်မှုတွေနဲ့ကြည့်မလား။အများကြီးဖြစ်လာပြီ။အဲပြီးတော့ဒါ အမြင့်ဆုံးရည်မှန်းချက်တွေအောင်မြင်ထားတဲ့အဖွဲ့တွေကလည်းတော်တော်များများရှိလာပြီပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေနဲ့ပြန်ပြီးတော့ချိန်ထိုးကြည့်မယ်ဆိုရင်တော့အများကြီးပဲကျွန်တော်တို့ဘက်ကပို့ပြီးမြန်ဆန်လိုက်မယ်လို့ယူဆတယ်ပေါ့နော်နောက်တစ်ခုကစစ်ကောင်စီဘက်ကအခြေအနေပေါ့နော်အဲ့တော့ကျွန်တော်ကကျွန်တော်တက်ဖွဲ့တွေတစ်ပတ်ကြည့်ပဲကျွန်တော်ကစဉ်းစားကြတခါကြီးကျရင်ကျွန်တော်မေးကြဟာအာကုထမင်းဆေးတဲ့ကြတာလည်းမရှိဘူးကွနော်ကုထမင်းမြဲတဲ့ဒါတက်ကြွပြီးတော့ဒါပျော်ရွှင်နေတာကျွန်တော်တို့မှလည်းဆေးတဲ့ကြရတဲ့အကြောင်းအရာရှိပါတယ်အဲဒါခုနလိုပေါ့နော်အခက်ခဲကြီးလည်းရှိပါတယ်ဒါပေမဲ့ ျွန်တော်တို့ထပ်ပို့ပြီးတော့စိတ်တကြနေတဲ့កောင်នេះကျွန်တော်တို့ထပ်ပို့ပြီးတော့ခက်ခဲနေတဲ့កောင်នេះကိုជីပြီးကျွန်တော်မူတည်ជួយတယ်အဲ့ဒါစစ်កောင်စီတခြားမကြည့်နဲ့ဒါမရောက်နိုင်လို့កောင်မျိုးပဲជីကြည့်ပါเนาะ तू ဘယ်လောက်တောင်မှယူမီဝိုင်းနေမလဲ तू ဘယ်လောက်တောင်မှកောင်នេះមីតောက်နေမလဲဆိုတဲ့ဟာတွေကိုပြန်စဉ်းစားကြည့်လိုက်ကျွန်တော်ကမူတည်တယ်ជីပဲဒါမရောက်နိုင်လို့တော့ငါတို့ကအခြေအနေမဆိုသေးဘူးပေါ့เนาะဘာဖြစ်လို့ तू မှတိုင်းတမတွေအများကြီးရှိတယ်စင်ရားတွေအများကြီးရှိတယ်လက်နက်ခဲရနေရှိတယ်လေရင်နေရှိတယ်ဗျာအမြောက်လက်နက်ကြီးတွေရှိတယ်ဗျာ ရေးတက်တယ်ရှိတယ်ဗျာအဲဒါမျိုးအနေထားတော့မှသူတမျိုးကြီးတမျိုးဆုံးရှုံးရတယ်သူစစ်သားရဲ့အများကြီးတည်ရတယ်အဲသူအခုဆိုယူမီဝါဟိုဟာရှောက်လို့ဒီဟာရှောက်လို့ဟိုဟာရှောက်ပြောဒီဟာရှောက်ပြောအဲ့နေထားကြီးဖြစ်နေတယ်ဗျာအဲ့တော့ကျွန်တော်ကဘာကိစ္စလဲစိတ်တကြပါကျွန်တော်ကနိုင်တဲ့တပ်ဖွဲ့တွေဖြစ်နေပြီကျွန်တော်ကဒါအခြေအနေကိုကြောင်းရံပြန်ဆိုးမှုနိုင်တဲ့အဖွဲ့တွေဖြစ်လာနေပြီပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့အနေထားကိုကြည့်မယ်ဆိုရင်လေအခုနောက်ပိုင်းတိုက်ပွဲတွေမှာဆိုရင်စစ်ကောင်စီဘက်ကချိုးစခန်းနေဆိုရင်သူကဟိုခံစစ်ပြင်ထားတယ်တေချာပြင်ထားတယ်ဒါပေမဲ့တပ်ဖွဲ့တွေကသွားတိုက်ပြီးဟေးဆိုတဲ့အခါကျရင် လုံးဝအချင်းကြာကြီးခုခံတာမျိုးမလုပ်တော့ဘဲနဲ့ဆုံခွာထွက်ပြေးတာတွေရှိတယ်။လက်နက်ချအញ្ញံခံလိုက်တာတွေရှိတယ်။အဲဆိုသူတို့ရဲ့စိတ်ဓာတ်အပိုင်းမှာကြည့်မယ်ဆိုရင်ကိုပဲတော်တော်လေးဖြူပြဲဖြစ်နေတဲ့အနေထားပါဗောနော်။အဲကြာခုနပြောတယ်ဗောနော်။အင်းတော်မျိုးတိုက်တာတော့မှတနေ့တနေ့ကြာတယ်ဟေ့ဆိုရင်ကျန်တဲ့မျိုးတွေကိုအကြိုက်တိုက်ရမလားဆိုပြီးစိတ်ဓာတ်ကြကြအကြောင်းရှိပါဘူး။ဒီခါလေးကြာရင်နေချင်းညာချင်းပြီးသွားနိုင်တဲ့အခြေအနေတွေကကျွန်တော်ဘက်မှာတွန်လိုင်းတက်ဖွဲ့တွေဘက်မှာအများကြီးရှိတယ်ဆိုတာကိုဒီညနေ့ပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။